မင်္ဂလာပါဒီချက်တင်တဲ့သင်္ဘက်သင်ခန်းစာကတော့ chapter 11 quantum and atomic physics quantum လို့ခေါ်တဲ့ဒီအမှုံပေါ့ဗဗေဒတမ်းများ quantum နဲ့ဒီ atom physics atom မြူပဗေဒပေါ့အဲ့ဒါကိုပြောပြမှာပါဒီသင်ခန်းစာသင်ကြားရခြင်းရဲ့ရည်ရွယ်ချက်တွေကတော့ အမျိုးနစ် emission လို့ခေါ်တဲ့အပူကြောင်း electron တွေထွက်ခြင်းကို သိရှိနားလည်စေရန်နောက် vacuum dioxide လေယာဉ်နဲ့ဒိုင်အောင်မီသည်ရဲ့တိဆောက်ပုံတွေနောက် black body radiation တွေ microscopic particle မျက်စိဖြင့်မမြင်နိုင်တဲ့အမုန်တွေရဲ့ quantum concept ကိုဆွေးနွေးနိုင်တတ်စေဖို့ဖြစ်ပါတယ်။နောက် classical physics ရှေးရိုးယူပဗေဒနဲ့ရှင်းမပြနိုင်တဲ့ ူပဗေဒဖြစ်ရတဲ့ရှိုးကိုသိရှိနားလည်စေဖို့ဖြစ်ပါတယ်။ Now the size of an atom အက်တမ်တစ်ခုရဲ့အရွယ်အစားနဲ့ရိုးရှင်းတဲ့အက်တမ်တွေရဲ့ပုံစံတွေကိုသိစေဖို့အတွက်ဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်က the visible universe suggests distance scale and size of astrophysical object used in astrophysics ယူပနခတဗေဒမှာအသုံးပြုတဲ့ယူပနခတဗေဒဆံရဝတ္ထုတွေဥပမာကျယ်ရီဂျိုရီရဲ့အရွယ်တွေနဲ့အကွာဝေးစကေးတွေနောက် evolution origin ပေါ့မူလအစနဲ့ဒီစင်ကဲဖြစ်စဉ်တွေကို သိရှိနားလည်စေဖို့ပဲဖြစ်ပါတယ် all theories of physics developed before the arrival of relativity and quantum mechanics and any work derived from them are called classical physics on the other hand the theory derived from the basic principles of relativity and quantum mechanics, which are two pillars of physics today, are called modern physics. The word modern was chosen since the main foundations of the two pillars of physics were laid in the first three decades of the 20th century. Naya theory, Nai Shenzhen, now quantum mechanics. သူတို့တွေကတဆင့်ရတဲ့စင်ပွားရရှိတဲ့အလုပ်တွေမပေါ်ပေါက်မီကလေးကဖွံ့ဖြိုးတည်ရှိခဲ့တဲ့ယူပဗေဒ theory အားလုံးကိုသူက classical physics လို့ခေါ်တယ်။ရှေးရိုးကျတဲ့စန်တာယူပဗေဒလို့ခေါ်ပါတယ်။နောက်တခြားတစ်ဖက်မှာတော့ဒီနေ့ယူပဗေဒရဲ့ပင်မဒေါက်တန်ကြီးနှစ်ခုဖြစ်တဲ့ relativity theory နဲ့ quantum mechanics တွေရဲ့အခြေခံနိယာမတွေကတဆင့်ရရှိလာတဲ့ theory တွေကို modern physics လို့ ခေါ်တာပဲဖြစ်ပါတယ်။နောက်20ရာစုရဲ့ ပထမဆယ်စုနှစ်၃ခုအတွင်းမှာတော့ယူပဗေဒပင်မတောက်တန်ကြီးနှစ်ခုရဲ့အဓိကအုံမြစ်တွေကိုချပေးခဲ့တာဖြစ်လို့ modern ဆိုတဲ့စကားလုံးကိုအသုံးပြုတာပဲဖြစ်ပါတယ်တာမီယိုနဲ့ emission and vegan diode အပူကြောင့် electronic ထုတ်လွှတ်ခြင်းနဲ့လေဟာနဲ့ diode မီသည့်အကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်။တာမီယိုနဲ့ emission the process by which free electron are emitted from the surface of a metal when external heat energy is applied is called thermionic emission thermionic emission occur in metals that are heated to a very high temperature in other words thermionic emission occurs when a large amount of external energy in the form of heat is supplied to the free electron in the metal thermionic emission ကိုဒီပုံလေးမှာလည်းပြထားပါတယ်အဲ့တော့ အပူကြောင့်အီလက်ထရွန်တွေထုတ်ခြင်းပေါ့တတ္ထုပြားတစ်ခုကိုမက်တယ်ပလိတ်တစ်ခုကိုအပူစွမ်းရင် ပေးလိုက်တဲ့အခါမှာအဲ့ဒီတတ္ထုပြားရဲ့မျက်နှာပြင်ကနေပြီးတော့အီလက်ထရွန်တွေထုတ်လွတ်တယ်အဲ့တော့အဲ့ဒီဖြစ်စဉ်လေးကိုတာမီယွန်နဲ့အီမေရှင်လို့ခေါ်တယ်။နောက်ပမာဏများတဲ့ပြင်ပစွမ်းရင်တစ်ခုကိုပမာဏများတဲ့ပြင်ပစွမ်းရင်တစ်ခုလို့ပြောတဲ့နေရာမှာအပူစွမ်းရင်ပေါ့တချို့ကဒီမက်တယ်ပလိတ်ကိုအပူစွမ်းရင်ကိုပေးလိုက်ပြီအပူစွမ်းရင် ပုံစံနဲ့တတုတွေမှာရှိတဲ့ free electron တွေကိုပေးတဲ့အခါမှာဒါ thermion နဲ့ emission အပူချောင်း electron ထုတ်လွှတ်ခြင်းဆိုတဲ့ဟာဖြစ်ပေါ်လာတဲ့ဖြစ်ပါတယ်။ပုံမှာလည်းပြတ်ထားပါတယ်နော်။ vegan diode vegan diode is the simplest form of vegan tube. It consists of two electrodes, a cathode and an anode or plate. The cathode emits the free electron by thermionic emission. It is an electron emitter. the anode collects the electron a vacuum diode is used as the ac alternative current to dc direct current converter ဒီမှာ vacuum diode နဲ့ပတ်သက်လို့မီးသီးလေးတွေနဲ့လေးဆုပ်ထုတ်ထားတဲ့အဖန်သီးလေးတွေနဲ့ပြထားပါဗါဒါဗီကမ်ဒိုင်အုတ်ရဲ့အလုတ်လုတ်ပုံ function လေးကိုလည်းဒီမှာပုံလေးနဲ့ပြထားခြင်းပဲဖြစ်ပါတယ်။အဲ့တော့လေဟာနဲ့ဒိုင်အုတ်မီးသီးအကြောင်းကိုပြောပြမယ်ဆိုရင် လေဟာနဲ့ဒိုင်အုတ်ဟာသူကလေဟာနဲ့မီးသီးရဲ့ အယိုးရှင်းဆုံးပုံစံဖြစ်ပါတယ်အဲ့ဒီဒံဥမာဆိုရင်တော့ကက်တုံနဲ့အဲ့နှုတ်ဆိုပြီးတော့အဖုံငုတ်အမငုတ်ပေါ့ပါတယ်ပေါ့နော်သူကကက်တုံနဲ့အဲ့နှုတ်မှာအဲ့နှုတ်ဒါမှမဟုတ်သူကပလိပြားလို့ပုံစံမျိုးလေးပါတယ်အဲ့လိုပါတယ်လျှက်စင်ငုံနှစ်ခုပါဝင်တယ်အဲ့တော့ကက်တုံဟာအပူပေးပြီးတော့အီလက်ထရွန်တွေထွက်စေတယ်အဲ့လိုနီးနေအီလက်ထရွန်တွေကိုထုတ်လွှတ်တယ်။အဲ့လိုထုတ်လွှတ်တဲ့အခါမှာကက်တုတ်ကထွက်လာတဲ့အီလက်ထရွန်တွေကိုအဲ့နှုတ်ကတော့စုပ်ယူတယ်။အဲ့တော့ဒါကြောင့်မလို့ ကတ်တော့ဟာအီလက်ထရွန်ထုတ်ပေးတဲ့ပစ္စည်းဖြစ်ပြီးတော့အနုတ်ကတော့အီလက်ထရွန်တွေကိုကော်လက်လုပ်တဲ့ပစ္စည်းဖြစ်တယ်အဲ့တော့ဗေဂန်ဒိုင်အုတ်ကိုသူက AC ပေါ့ပြန်လန်အပြန်လန်စီးနေတဲ့ကာရန်တွေကနေပြီးတော့ direct ကာရန်ကို ပြောင်းပေးတဲ့ပစ္စည်းအဖြစ်သုံးပါတယ်ပုံမှန်လဲဗေဂန်ဒိုင်အုတ်မှာပါတဲ့ဒီအနုတ်တွေကတ်တော့တွေအီလက်ထရွန်တွေနောက်ဟီတာလေးတွေကိုပြထားခြင်းပဲဖြစ်ပါတယ်အော်ဒိုင်အုတ်ဆိုတဲ့သဘောကသူကဒိုင်ဆိုတာနှစ်ခုကတ်တော့အနုတ်ရဲ့ ODE တွေပေါ့ နှုတ်နှစ်ခုအုတ်အုတ်ဆိုပြီးတော့ကတ်တုတ်အနုတ်နှစ်ခုနဲ့ဒိုင်းဆိုပြီးနှစ်ခုဖြစ်တဲ့အတွက်တော့အီလက်ထရောနှစ်ခုပါတဲ့ပစ္စည်းဖြစ်လို့သူကဒိုင်းအုတ်လို့အဓိပ္ပာယ်သတ်မှတ်ထားတာပါ Some other vegan tube consisting of more than two electrodes are used as amplifier. Nowadays, vegan tubes are obsolete, having been replace by transistor and semiconductor diode နှစ်ခုထက်ပိုများတဲ့ electrode တွေပါတဲ့ vegan tube တွေတချို့တော့သူကချက်ဆက်တွေ amplifier တွေမှာသုံးတယ်ဒီနေ့ခင်မာတော့အခုခါမှာတော့ဒီ vegan juice တွေပေါ့ vegan juice တွေကိုသူကခစ်ကုန်နေပြီဓာတ်ရောက်သားကြီးပေါ့ဓာတ်ရောက်သားကြီးမလို့မသုံးတော့ဘူးအဲ့တော့ vegan juice တွေအစားကို transistor နဲ့ semiconductor ဆိုတဲ့လျှက်စစ်ပစ္စည်းတွေ electronic component တွေမှာ diode တွေနဲ့အစားထိုးပြီးတော့သုံးပါတယ် ကဲဒါဆိုရင် black body radiation နဲ့ photon concept ကိုဆက်ကြည့်အောင် black body radiation and the concept of photon at the end of 19th century scientists felt that all the laws of physics which were known at that time are enough to explain all the events occur in nature it was believed that there are only two kinds of physical entities in nature particles and radiation all particles obey Newton's laws of motion and radiation obeys Maxwell's equation of electromagnetism. စကောရာစုအဆုံးပိုင်းမှာတော့သိပ္ပံပညာရှင်တွေကအဲ့ဒီအချိန်ကသူတို့သိထားကြတဲ့ယူပဗေဒနိယာမတွေအားလုံး law တွေအားလုံးဟာတဘာဝမှာဖြစ်ပေါ်နေတဲ့ဖြစ်ရပ်တွေကိုရှင်းပြဖို့အတွက်လုံလောက်တယ်လို့ခန်းစားမိခဲ့တယ်။တဘာဝမှာလဲယူပဗေဒဆိုင်ရာတွေပေါ့ယူပဗေဒဆိုင်ရာဖြစ်ရက်တွေဖြစ်တည်နေတဲ့အရာနှစ်ခုဟာဒီအမုံနေနဲ့ဖြောက်ထွက်မှုတွေသာ ဖြစ်တယ်လို့ပဲသူတို့ယုံကြည်ခဲ့ကြတယ်။အမုံနေ ဒီ particle တွေပေါ့အားလုံးဟာ newton ရဲ့ရွေးရှားမှုနေရာမတွေကိုလိုက်နာတယ်။ Now radiation တွေဖြောက်ထွက်မှုတွေအားလုံးကတော့ Maxwell ရဲ့ electromagnetic equation တွေကိုလိုက်နာပါတယ်။ These laws are nowadays known as the laws of classical physics. Fortunately, physicists had performed some experience which led to the development of modern concept of physics. The result of this experiment suggests blackbody radiation photoelectric effect and quantum effect could not be explained by the laws of classical physics ဒီလောတဲ့နေရာမတွေကိုဒီနေ့ခင်မှာ classical physics ဆိုတဲ့ရှေးရိုးကြတဲ့နေရာမတွေလို့ကံအောင်လျော်စွာပဲယူပဗေဒပညာရှင်တွေက physics ရဲ့ modern concept တွေပေါ်ပေါက်လာတာကိုဥတီတဲ့လက်တွေ့ဆန်းသက်ချက်တွေတချို့ကိုလှုပ်ဆောင်ခဲ့တယ်။အဲ့ဒီဆန်းသက်ချက်တွေကတော့ဘာတွေလဲဆိုရင် black body radiation photoelectric effect ဆိုတဲ့ဒီအလင်းလျှက်စစ်အကျိုးတွေနောက်ဒီ quantum effect ရဲ့အကျိုးရလဒ်တွေကို classical physics ရဲ့နေရာမတွေနဲ့မဖြေရှင်းနိုင်ခဲ့ပါဘူး black body radiation a black is perfect radiator of light that absorbs and emit all radiation incident on it it light output depends on its temperature the sun and stars emit radiation like a black body a black body is physically realized by a small hole in the wall of a cavity radiator as shown in figure ပုံမှန်လေးပြထားပါတယ် black body ရဲ့ရုပ်ပိုင်းဆိုင်ရာလေးကိုပြဖို့အတွက်ပုံမှန်လေးပြထားပါတယ်အဲ့တော့ black body ဆိုတဲ့ဝိတုနဲ့ဖြာထွက်မှုပေါ့ဖြာထွက်မှုဟာ black body တစ်ခုဟာ perfect ဒီအပြစ်ကင်းစင်နဲ့အလင်းထုတ်လို့ပစ္စည်းတစ်ခုဖြစ်တယ်ပြီးတော့ तू อ่ะအဲ့ black body ကသူ့အပေါ်ကြာရောက်တဲ့ radiation ဖြာထွက်မှုတွေအားလုံးကိုလည်းစောက်ယူနိုင်တယ် ထုတ်လဲထုတ်လွတ်နိုင်တယ်။အော် black body တခုဟာသူ့အပေါ်ကိုကြာရောက်တဲ့ radiation တွေကိုစောက်ယူနိုင်တယ်လို့ထုတ်လဲထုတ်လွတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်ပါတယ်။အဲ့လိုဆိုလိုချင်တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီ black body ရဲ့ထုတ်လွတ်မှုတွေဟာသူ့ရဲ့အပူချိန်တွေပေါ်ကိုမူတည်တယ်။နေနဲ့ကြယ်တွေဒါလည်း black body လိုပဲ radiation တွေကိုထုတ်လွတ်တယ်။ black body တခုရဲ့နံ့ရံမှာအပေါက်ကျင်းလေးတခုပါပြီးတော့သူကအခေါင်းထဲကနေပြီးတော့ cavity ပေါ့ cavity တခုထဲကနေပြီးတော့ ဒီဖြောက်ထွက်မှုထုတ်လွှတ်တဲ့ပစ္စည်းတစ်ခုပဲဖြစ်တယ်ဒီ black body ကနော်ပုံမှန်လည်းပြထားပါတယ်ဒီခေါင်းပွားလေး cavity လေးတွေက cavity radiator လေးတွေဒီမှာအပေါက်ချင်းလေးပါတဲ့ပုံစံလေးကိုဒီပုံမှန်လည်းပြထားတာပါတယ် when a black body is heated the radiation it emits is called black body radiation intensity of radiation is the energy emitted from unit area of a surface in 1 second the graph drawn with the intensity of blackbody radiation against a wavelength at the given temperature is called blackbody spectrum as shown in figure blackbody တခုကိုအပူပေးတဲ့အခါမှာသူကနေထုတ်လွတ်တဲ့ radiation တွေကို blackbody radiation လို့ခေါ်တယ် blackbody radiation ဒီအနက်ရောင်ကိုတွေကနေဖြာထွက်ခြင်းပေါ့အဲ့ဒါကိုခေါ်တာနောက်ဖြာထွက်မှုပြင်းအားပေါ့သူ့ရဲ့ intensity of radiation ဖြာထွက်မှုရဲ့ပြင်းအား intense က intensity of radiation ဆိုတာကတစ်စက္ကန့်အတွင်းမှာ1 unit area တစ် unit area နေထုတ်လွတ်တဲ့စွမ်းအင်စုစုပေါင်းပဲဖြစ်ပါတယ်။နောက်ပေးထားတဲ့အပူချိန် given temperature ပေါ့အဲ့တခုမှာ black body ရဲ့ဖြာထွက်မှုပြင်းအားနဲ့ wavelength လှိုင်းလျားတွေကိုဆွဲထားတဲ့ graph ကို black body spectrum လို့ခေါ်တယ်။ကျတော့ဒီမှာပုံမှန်လည်းပြထားပါတယ်။ black body spectrum တခုကို The variation of intensity with the wavelength of this radiation at the given temperature gives the black body spectrum အော် black body spectrum ကနေမြင်တွေ့နိုင်တဲ့အင်္ဂါရဲနှစ်ခုလည်းရှိပါတယ်အဲ့ဒီအင်္ဂါရဲနှစ်ခုတချင်နောက် slide တွေမှာဆက်ပြောသွားမှာဒါကတော့ black body radiation black body radiation ရဲ့သူက variation of intensity ကိုပြတယ် graph ပဲဖြစ်ပါတယ်သူက wavelength နဲ့ intensity ပြင်းအားကို versus လုပ်ထားတာပါ intensity ကိုတော့ wine position မှာထားပြီးတော့သူက wavelength ကိုတော့ exposition မှာထားပြီးတော့ဆွဲထားတဲ့ graph ပဲဖြစ်ပါတယ်မင်းတို့လည်းဒီပုံလေးမှာလေ့လာကြည့်လို့ရပါတယ် two distant feature which can be observed from the black body spectrum are given as wien's law and stefan law wien's law the wavelength at which maximum intensity occurs is inversely proportional to the absolute temperature of the black body that is lambda maximum varies 1 by t it means that the higher the temperature the shorter the wavelength black body spectrum တွေကနေပြီးတော့ဒီချေတော့မြင်တွေ့နိုင်တဲ့ထူးခြားတဲ့အင်္ဂါရဲ့နှစ်ခုရှိတယ်အဲ့ဒီအင်္ဂါရဲ့နှစ်ခုကိုဒီချေတော့ဝိုင်းရဲ့နေရာမနဲ့ stephen ရဲ့နေရာမတို့နှစ်ခုနဲ့ပြတ်တာထားပါတယ်ဝိုင်းချက်နေရာမကကြတော့သူကအများဆုံးပြင်းအားမှာအများဆုံးပြင်းအားမှာရှိတဲ့လှိုင်းလေယာဒီ maximum lambda တခုဟာဆိုရင် black body ရဲ့ဘက်ဂရီအပူချိန်နဲ့သူကပြောင်းမြန်အချိုးကြတယ် formula မှာလည်းပါပါတယ် lambda ရဲ့ မက်ဆီမန်အမြင့်ဆုံးဟာတెంပရေချာနဲ့ပြောင်းပြန်အချိုးကျတော့ 1mD လို့ဖော်မြူလာမှာလည်းရေးထားပြီးပါပြီအဲ့တော့အပူချိန်ပို့ပြီးတော့မြင့်လေလေလှိုင်းလျားပို့ပြီးတော့တိုလေလေပဲဖြစ်ပါတယ်။လှိုင်းလျားတိုရင်အပူချိန်မြင့်တယ်။အပူချိန်မြင့်တဲ့နေရာမှာဆိုရင်ဒီ black body radiation ရဲ့ wavelength တွေကလှိုင်းလျားကတိုလေပဲဖြစ်ပါတယ်။ Stephen Boltzmann law the total emissive power of a black body epsilon naught is directly proportional to the fourth power of absolute temperature epsilon not equal sigma t4 တကယ်ဆိုရင် तू อ่ะသူ့ရဲ့ဒီ Stephen Boltzmann law ရဲ့ formula original formula ကတော့ epsilon not varies t4 ပဲဖြစ်တယ်ဒါကို တချို့ equation ပုံစံပြင်ရေးလိုက်တဲ့အခါမှာ Stephen constant sigma tanmo နဲ့မျှောက်လိုက်လို့ဒီ equation ပုံစံလေးဖြစ်သွားတာပဲဖြစ်ပါတယ် It means that the higher the temperature, the higher the energy radiated. These experimental observations of black bodies pattern could not be explained by classical physics. A black body တစ်ခုရဲ့စုစုပေါင်းထုတ်လွှတ်မှုဆွမ်းအားဟာပဂရိအပူချိန် absolute temperature ၄တက်ကိန်းနဲ့ဓာတ်ရိုက်အချိုးကြပါတယ်။ဆိုလိုတာကတော့အပူချိန်ပိုပြီးတော့မြင့်လေလေ radiation intensity ထုတ်လွှတ်မှုဆိုတာ radiation power တွေဟာပိုးပြီးတော့များလေလေဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ Black body spectrum ရဲ့လက်တွေ့ဆန်းသပ်မှုကနေပြီးတော့ရရှိခဲ့တဲ့အချက်တွေကိုလည်း classical physics ကရှေ့ရကြတဲ့ physics အနေနဲ့ယူပဗေဒအနေနဲ့ classical ယူပဗေဒရှေ့ရကြတဲ့ယူပဗေဒအနေနဲ့ရှင်းပြရှင်းမပြနိုင်ခဲ့ပါဘူး။ Max Planck ဆိုတဲ့သိပ္ပံပညာရှင်ရဲ့သူကရှင်းပြတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုတစ်ချက်တော့စက်ပြီးတော့လေ့လာရအောင်။ Max Planck's explanation of the black body radiation and the concept of photon. Detailed explanation of the black body radiation is given by Max Planck in 19th century. Planck proposed that the radiation result from the large number of identical oscillators. Radiation is emitted or absorbed when an oscillator changes energy level. The emitted radiation from the oscillator can be thought of as particles called photons which carry energy. Although they are named particles, they are chargeless and massless and travel with the speed of light c. 1900ပြည့်နှစ်လောက်မှာ Max Planck ဆိုတဲ့ယူဘဗေဒပညာရှင်ဟာ black body radiation ကိုအသေးစိတ် detail ပေါ့ သွားရှင်းပြနိုင်ငယ်သူဟာတစ်ကြတဲ့တုံခါမှုတွေအများကြီးကနေပြီးတော့ radiation တွေရလာတာဖြစ်တယ်ဆိုတာကိုအဆိုပြုခဲ့တယ်သူ propose လုပ်နိုင်ခဲ့တယ်ပေါ့နော်အဆိုပြုခဲ့တုံခါမုံကနေထွက်လာတဲ့ radiation တွေကအမှုံတွေပဲဖြစ်တယ် particle လေးတွေပဲဖြစ်တယ်အဲ့ဒီ particle လေးတွေတုံခါမုံ oscillator ကထွက်လာတဲ့တုံခါမုံလေးတွေကိုဒီချေတော့ photon လို့ခေါ်တယ် photon ဆိုအလင်းမုံလို့ မှတ်လို့ရပါတယ်။အလင်းမုံလို့ခေါ်တဲ့ဖိုတွန်လေးတွေပဲဖြစ်တယ်ဒီအမုံတွေက။အဲ့ဒီဖိုတွန်လေးတွေဟာ charge လည်းမရှိဘူး၊ mass လည်းမရှိပေမဲ့သူကအလင်းရဲ့အလင်းနှုံးနဲ့အလင်းရဲ့ speed နဲ့သွားနိုင်တယ်။အလင်းရဲ့အလင်း speed သူတို့ရဲ့သွားနိုင်တဲ့အလင်းကိုဖော်ပြမယ်ဆိုရင်သူကအလင်းရဲ့အလင်းအလင်းနဲ့ဖော်ပြနိုင်ပါတယ်။ C ရဲ့တန်ဖိုးပေါ့။အလင်းရဲ့အလင်း C ရဲ့တန်ဖိုးက3 into 10 power 8 meter per second အဲ့လိုနဲ့ရှင်းပါလဲတစ်ချက်ပြောခဲ့ပြီးသားပါ။ တစ်စက္ကန့်မှာအဲ့ဒီအလင်းမုံလေးတွေရဲ့သွားနှုံးဟာအမြန်နှုံးဟာတစ်စက္ကန့်မှာ3 into တန်းပေါ်က8လောက်မီတာလောက်သွားနိုင်တယ်ဆိုတော့အတိတ်ပဲကိုဆိုလိုခြင်းပဲဖြစ်ပါတယ် Planck assumed that the energy of photon was proportional to its frequency. That is, E varies f or E equal to hf. ဒါကိန်းတွေ Planck ရဲ့ constant ကိန်းတွေ h နဲ့မြောက်လိုက်တဲ့အခါမှာ formula ပုံစံဖြစ်သွားတာပါ။သူကဓာတ်ရိုက်ချိုးကြတာက ဖိုတွန်တစ်လုံးရဲ့စွမ်းအင်ဟာသူ့ရဲ့ချိန်နှုန်း frequency နဲ့ဓာတ်ရဲ့အချိုးကျတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါ Where the constant h is the Planck constant and lambda is the wavelength of the emitted radiation the numerical value of Planck constant is h equal to 6.626 into 10 power minus 34 joule second အဲ့တော့ Planck ကအရှုံးမလုပ်ခဲ့တယ်ဖိုတွန်တစ်ခုရဲ့စွမ်းအင်ဟာ ူ့ရဲ့ frequency ချိန်နှုန်းနဲ့ဓာတ်ရိုက်အချိုးကျတယ်လို့သူကအရှုံးလုပ်ခဲ့ပါတယ်အဲ့ဒီသူအရှုံးလုပ်တာကလည်းတချို့တော့ခုထိဆက်ပြီးတော့တောင်းနေတော့မှာပဲ e equal to hf ဆိုပြီးတော့ဒါ formula အဖြစ်တောင်းရင် e equal to hf သူ့ရဲ့ formula ရဲ့ original လို့ရတော့ e varies f အဲ့တော့ plan ရဲ့ constant တစ်ခုနဲ့မြှောက်လိုက်တဲ့အခါမှာ e equal to hf ဖြစ်သွားတာပါအဲ့တော့ဒီမှာ hc by lambda hc by lambda ဘယ်လိုဖြစ်သွားလဲဆိုရယ် equation ကသူက v equal to ကျတော့ f lambda လို့သိခဲ့တယ်အဲ့လိုပဲ velocity က velocity ဖြစ်တဲ့အတွက် velocity of light ကိုဒီကျတော့ c နဲ့သုံးတယ်ဒါကြောင့်မလို့ c equal to လဲ f lambda ပဲအဲ့တော့ f ရဲ့ရဲ့တန်ဖိုးက c ပိုင် lambda ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီ formula က xc ပိုင် lambda ဆိုပြီးတော့သူ့ရဲ့ data လိုအပ်ချက် data ကိုဒီကျတော့ဒီ problem တွေ solving လုပ်တဲ့အခါမှာ data ကိုလိုအပ်တဲ့ data တွေလိုလိုသုံးနိုင်အောင်လို့ဒီကျတော့ equation တွေကိုပြပြစုံစုံကျတော့ဖော်ပြထားခြင်းပဲဖြစ်ပါတယ်ဒီမှာ ဲ့တော့ဒီက h က plan ရဲ့ constant တန်ဖိုးသူ့ရဲ့ numerical value က6.62 into 10 power -34 joule second မှာ lambda ကတော့ wavelength မှာ wavelength ဆိုတာဒီထွက်သွားတဲ့အမှုံလေးပေါ့ photon လေးရဲ့လှိုင်းလျားပေါ့ photon လေးထွက်သွားတဲ့ emitted radiation emitted photon လေးရဲ့လှိုင်းလျားပဲဖြစ်ပါတယ် we see that photons with a long wavelength have long energy sorry have low energy and photons with short wavelength have high energy. Suppose a certain amount of energy of a photon is given by HF and the number of photons is n. Then the total energy is nhf. Since the number of photons must always be expressed as an integer, one can say that for different value of n, the energy must have come in discrete amounts. That is, the symbol quantum concept for energy of photon လိုင်းလျားရှည်တဲ့လိုင်းလျားရှင်းနေတဲ့ photon ကတခုဟာစွမ်းရင်နိုင်ပြီးတော့လိုင်းလျားတူတဲ့ photon တခုဟာစွမ်းရင်နိုင်နေဆိုတာငါတို့တွေဒီမှာတွေ့ရမှာပဲဖြစ်ပါတယ်ဒီ photon တခုရဲ့ energy ရာအိရှက်ဖြစ်ပြီးတော့ photon အရေအတွက်ဟာ n ဖြစ်မယ်ဆိုရင် total energy ကို nhf နဲ့သတ်မှတ်တယ် e = nhf ပေါ့เนาะအဲ့တော့ဒါကတော့ photon တခုရဲ့ စွမ်းအင်အတွက်ရိုးရှင်းတဲ့ quantum concept အမှုံအသိပညာပဲဖြစ်ပါတယ်ဆက်ကြည့်အောင် a quantum of energy is the energy difference between the two along discrete values without ever reaching intermediate value quantized energies are discrete but not continuous plant introduced the quantum concept as a modification of classical ideas that brought his theory into agreement with experimental observation. စွမ်းရင်ကွမ်တမ်တစ်ခုဆိုတာခွင့်မြုပ်ပြတ်တောင်းတန်ဖိုးနှစ်ခုကြားစွမ်းရင်ခြားနာခြင်းဖြစ်တယ်။သူက discrete value ပေါ့ပြတ်တောင်းစွမ်းရင်တန်ဖိုးတွေရဲ့နှစ်ခုကြားမှာရှိတယ်။သူက energy difference ကို ပြောချင်တာပဲဖြစ်ပါတယ်။ကြားတန်ဖိုးတွေမရှိနိုင်ဘူး။ဆိုလိုတာကတော့ ဒီချက်တို့စွမ်းရင်ဟာကန့်သက်တန်ဖိုးပဲရှိပြီးတော့အဲ့ဒီကန့်သက်တန်ဖိုးရှိတဲ့စွမ်းရင်တွေဟာ discrete amount ဖြစ်တယ် discrete amount value ဖြစ်တယ်သူကပြတ်တောင်းတန်ဖိုးသူက quantity ဖြစ်တယ်လို့ဆိုလိုတာသူကအဆက်မပြတ်တန်ဖိုး continuous value မရှိဘူး The energy of a single light photon is E equal to hf. The Planck's constant H equal 6.625 into 10 power minus 34 joule second. Visible light wavelength is lambda is equal 0.5 micrometer. Find the energy of visible light. 1 electron volt equal to 1.6 into 10 power minus 90 joule. Uh, electron volt ne pay thar de so yin joule pyaung lo shin yin tu electron talon ye charge pamana ne မြောက်ရပါတယ်ဒါဆိုရင် electron volt ရဲ့တန်ဖိုးက energy unit အတိုင်းဖော်ပြလို့ရတယ်ဂျိုးပြောင်းသွားပါတယ်အဲ့ဒါလေးတစ်ချက်လောက် note တက်လုပ်ထားပေးပါနောက် plan constant လည်းပြောထားတယ် wavelength တန်ဖိုးက lambda က0.5 micrometer micro ရဲ့တန်ဖိုးကတစ်ချက်တို့ chapter 1မှာလည်းဒီဆက်သွယ်ချက်တွေသိခဲ့ပြီးသားဖြစ်ပါတယ်မင်းတို့ remind ပြန်လုပ်ကြည့်ရမှာပါ micro ရဲ့တန်ဖိုးက10 power -6 ဖြစ်ပါတယ်။ဒါကြောင့်မလို့မီတာပြောင်းလိုက်လို့ရှိရင်3မီတာပြောင်းလိုက်လို့ရှိရင်ဒီချေတို့တန်းပေါ်မှာ -10 နဲ့ထည့်မြအောင်มาဖြစ်ပါတယ်။ဒါကတော့ velocity of light ရဲ့တန်ဖိုး speed of light velocity of light အတူတူပါပဲ c နဲ့သုံးပါတယ်။ c equal 23 into 10 power 8 meter per second မှာဒါကတချို့ရို formula မှာပြောမထားလဲအလင်းရဲ့အလင်းရင်ဒါအလင်းနဲ့ပတ်သက်လို့ problem ဖြစ်တဲ့အတွက်အလင်းရဲ့အလင်းဟာ note တက်လုပ်ထားပြီးသားဖြစ်နေရမှာပါဒီ C ရဲ့တန်ဖိုးကတော့ တော့ C=F lambda ဒါကြောင့်မလို့ E=HF မှာဒီချေတို့ခုနပြောထားတဲ့ formula ဆက်သွယ်ချက်ထည့်ပြီးတော့အစားသွင်းလိုက်မယ်ဆိုရင်လိုအပ်တဲ့ energy ရဲ့တန်ဖိုး2.5 electron volt ဆိုတာပြန်ရလာမှာပါ electron volt နဲ့မသုံးမဲနဲ့ဒီချေတို့ဂျိုးနဲ့ထားလဲချေတို့အမှတ်ပေးပါတယ်เนาะဒါ electron volt ပြန်ပြောင်းထားတာပါအဲ့တော့ electron volt နဲ့ဂျိုးနဲ့ဆက်သွယ်ချက်လဲချေတို့ဒီပုံမှာဖော်ပြပြီးသားဖြစ်ပါတယ်တကယ်လို့ပုံစံမှာမပါလဲမင်းတို့ ပုတ်စာတွေ့ရင်လည်းရသွားလိမ့်ပါလိမ့်မယ် December 2 the energy of a certain incident rate is 4.14 electron volt what is the frequency of this incident ray တော့ frequency ကိုမေးတယ် energy ကိုပေးထားတယ် c tan mo လည်းသိတယ်ဆိုရင်တွက်လို့ရမယ်နောက် teacher တို့ h tan mo က plant constant tan mo ကတော့ရှေ့မှာလည်းဖော်ပြပြီးသားပါဒီမှာလည်း plant tan mo ထပ်တွက်ထားပါတယ်เนาะ plant plant constant tan mo 6.62 6 into 10 power minus 34အဲ့ e equal to hf ကနေ frequency သိကျင်တော့ f equal to e by h အဲ့တော့ပေးထားတဲ့ energy ကိုဒီချေတို့ကဂျိုးပြောင်းပေးပါတယ် problem တွေ့တဲ့အခါမှာဒီချေတို့ si system နဲ့ si unit ဂျိုးပြောင်းပေးတယ်အဲ့တော့ electron volt electron ရဲ့ပမာဏ1.6 into 10 power minus 19နဲ့ထက်မြောက်လိုက်တဲ့အခါမှာ electron volt ဟာဂျိုးပြောင်းသွားတာပဲဖြစ်ပါတယ်စူးစမ်းပြီးတော့လေ့ကျင့်တွေ့ကြည့်ကြပါနော် ။နောက် review exercise လေးဆက်ကြည့်အောင်။ express the numerical value of planck constant h in terms of electron volt ။ကဲအစဂျိုးရှိနေတဲ့ဂျိုးစက္ကန့်ရှိနေတာပေါ့။ဒါ energy term ကိုဂျိုးရှိနေတာ electron volt ပြောင်းခိုင်းတာ။အဲ့တော့ electron volt ပြောင်းခိုင်းတာဖြစ်တဲ့အတွက်သွား electron တစ်လုံးရဲ့ပမာဏတန်ဖိုးနဲ့စားလိုက်မယ်ဆိုရင် electron volt ပြောင်းသွားပါတယ်အဲ့တော့ h plan ရဲ့ constant တန်ဖိုး h တန်ဖိုးက 4.14 into 10 power -50 electron volt second ဆိုပြီးတော့ရသွားပါတယ်အဲ့တော့မင်းတို့လည်းလေ့ကျင့်ကြည့်ပါနော်ဒီချက်တမက်သင်ခန်းစာတော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်